မင်္ဂလာပါခင်ဗျာ reader con channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဒုတ်ပီးတာပီးငထွားထောင်တွင်းကမ္ဘီယာဝတ္ထုတို့များ7ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မိစ္ဆာစောကြီးအပိုင်းတက်ဖြစ်ပါတယ်ရေးသားသူကတော့နောင်ယိုစေးဖြစ်ပါတယ်ခင်ဗျာငထွားတို့ဟာဒိုးရိုပေါရွာကိုရောက်တော့ကပ္ပိယရွှေအားနဲ့ပတ်သက်တဲ့ဖြစ်ကြောင်းချို့ကိုသူတို့သိထားသလောက်လာပြောပြကြတယ်လူရမေရတတိလိနေတဲ့ရွှေအားကို ထိတ်တုံးစီမှာတော့ထက်ခတ်ထားလိုက်တယ်။စီးစရာနဲ့စေကုသစီ။နောက်တရက်မှာတော့နောက်တရက်မှာတော့ကပိယလီရွှေအားတတိယလာတယ်။တတိယလာလာချင်းစကားလည်းပြောနိုင်ခဲ့တယ်။ဖြစ်ချောင်းကုံစင်ကိုကပိယလီရွှေအားကပြောပြတယ်။သူ့နာမည်ဟာလင်းမောင်ဆိုတာကိုလည်းအများသိကြရပြီ။ဒါအပြင်ရွာကိုဝင်တဲ့ကြားဖြူကြီးဟာလည်းကပိယရွှေအားအတင်ပြောင်းထားတယ်ဆိုတာအားလုံးသိကုန်ကြပြီ။ဒီခါရွာနေလူလူကနှစ်ချမ်းကွဲကုန်ကြတယ် တချို့ကဘလို့အချိန်နေဖြစ်ဖြစ်ကြားဖြူဖြစ်နေရွာကိုဝင်ရောက်ပြီးတောင်မြန်သူကပ္ပိယရွှေအားကိုခြေမမကောင်းခြေမလက်မမကောင်းလက်မဆိုပြီးအသက်စားပေးစီကြောင်းဆုံးဖြတ်စီခြင်းတယ်။ကြံတစ်ဖက်ကတော့ကပ္ပိယရွှေအားဟာကိုယ်ဆန္ဒမပါဘဲအတင်းကျပ်စီရင်ပြီးခိုင်းစီတာကိုခံရတဲ့သူမျိုးတနာမိပြီးခွန့်လွတ်စီခြင်းကြတယ်။ခွန့်လွတ်လို့သူတို့ကအေဂျင့်နဲ့နာကျင်ခံမြင်မှုတို့ကြောင့်စီရင်စေလို့သူတို့ကပူလောင်ကြတယ်။ တကြီးဦးစောရဲ့အိမ်ရှိစီမှာအုတ်တောင်းအုံနင်းနဲ့လက်တိလက်မောင်းတန်းပြီးအပြင်းထန်တောင်းဆိုကြတယ်။ဒီလိုတောင်းဆိုရတဲ့အထဲမှာပွဲတိုင်းကြော်ဖြစ်တဲ့ငနက်တစ်ယောက်လည်းရောယောင်ပြီးပါဝင်နေတယ်။အစားကငနက်ပါဝင်ရောပြီးဟစ်အော့တောင်းဆိုနေတာကိုငထွားတို့တရေမသိကြဘူး။ငနက်ပြောင်းနေတယ်ဆိုတာတတိထားကြပဲမင်း။ကြောင်တစ်ခုမှသွားပြီးခွေအိတ်နေတယ်လို့ထင်မိကြတာ။တကြီးဦးစောရဲ့လူယုံတစ်ယောက်ကလူအုပ်ထဲမှာငနက်ပါပါနေတယ်ဆိုပြီးလာပြောမှပဲငထွားတို့သိမိကြရတယ်။ မြို့ကြီးကချက်ချင်းပဲလူချားရဲတိုးလို့ငောက်ကိုသွားတယ်တခေါင်သားကမြို့ကြီးသူစီလာနေတာကိုမြင်မိမဲ့မမြင်ချင်အောင်ဆောင်းပြီးလက်တီးလက်မောင်းကိုတောင်တန်းတန်းမြည်လို့ပဲခေကောင်ကနဲ့ပါလေငနက်ကပေါက်ဆက်ဆက်နဲ့ပြန်ဖြေမြို့ကြီးကမင်းကဒီထဲထုတ်လာပြီးဘာလုပ်နေလဲမင်းနဲ့မဆိုင်ဘူးလေလာပြန်ထွက်ခဲ့ငါကဘာလို့ထွက်မှာလဲဘာလို့ငါနဲ့မဆိုင်မှာတော့ဆိုင်တာဘောကွာတိတ်ဆိုင်တာဘောမထွက်ဘူးကွာငနက်က လူအုပ်အားကိုနဲ့ညိုကြီးကိုဒေါသပုံထလို့ပြန်ပြောတယ်။ညိုကြီးကငနက်ကိုကြည့်ပြီးဒေါသထွက်သွားရကဟာမင်းနဲ့နာသူမဟုတ်လို့လားကိစ္စအားလုံးကရွာပေါ်တက်ရောက်ထားတာရွာကပဲသူ့ဘသာဆုံးဖြတ်ချလိမ့်မယ်။ဟာဟေ့ညိုကြီးငါလည်းအဲ့ဒီကောင်တောင်နဲ့နာထားရဲကွာမင်းကဘာနဲ့တားလဲပြောစမ်းပါဦး။ဘာနဲ့နာမလဲကွာဟိုတညာကငါပိုက်ရစ်ပြီးကိစ္စဖြစ်နေတော့ဒီကောင်ရောက်လာလေငါကိစ္စတန်းလိုင်းနဲ့ထပြေးရတာဘလောက်တောင်ရှက်ဖို့ကောင်းလဲလေတကယ်ဆိုရင်ဒီကောင်အလိုက်ကန်းဆိုတည်တည်နေမှာမဟုတ်လား ဟာငနက်တယောက်ကတော့မဟုတ်တာကိုအဟုတ်လုပ်ခဲ့ပြီယူကြီးဘာပြန်ပြောရမှန်းမသိခင်ငနက်ကဆက်ပြောတယ်မင်းတို့ကတော့ဘယ်သိပါမလဲအဲ့ညာကငါအတော်ဒုက္ခရောက်ခဲ့တာတစ်ပင်ပေါ်ကနေလည်းမစင်ရင်ဘိုက်ကလည်းရစ်ဒီကြားတယ်ပစိုးတွေကလက်တွေကပေးချမ်းလို့ဟာကွာဒီငနက်တော့လာဆိုလာကွာမလာဘူးကွာငနက်ကတကယ်ကိုနင့်နာသူကြီးလို့ခံစားပြီးဖြစ်ကျင်အဖြစ်မောင်ပတ်ချစ်အဖြစ်ကိုလုံနေပြီယူကြီးလည်းဒီတိုင်းခေါ်လို့မရတော့ဘူးဆိုတာသိလိုက်တယ်ငနက် မင်းတကယ်မလိုက်ဘူးလားမလိုက်ဘူးကွာမလိုက်ဘူးအေးမလိုက်ရင်လည်းနေဟိုမှာကိုထွားကမင်းဒီထဲပါနေလို့မင်းကိုတက်ပြစ်ချင်လောင်ဒေါသထွက်နေတယ်ဟွန်းငါထွားကြတော့ငါနဲ့ကြိုကြောက်တက်တာအတန်လေးကိုချက်ချင်းတိမ်ဝင်သွားခဲ့ပြီလူကလည်းခက်ရွတ်ရွတ်လေးဖြစ်သွားတယ်ညိုကြီးကိုလည်းမချစ်မရဲအားကိုးတဲ့အချင်းနဲ့ကြည်ကညိုညိုကြီးဘာလဲကိုထွားကငါ့ကိုတကယ်ဒေါသထွက်နေရလားတကယ်ပေါ့မင်းမယုံရင်ဆက်နေလိုက်ဒီထဲမှာခုံဝင်လာလိမ့်မယ်ဖျားဖျား ငနတ်တို့မတားစုဖျားကိုတောင်တားလို့နေပြီမင်းလိုက်မှလားမလိုက်ဘူးလားမလိုက်တော့ဘာဖြစ်လာမလဲဆိုတော့ငါမသိတော့ဘူးเนาะငါတော့သွားပြီငနတ်ညိုကြီးကပြောပြီးလှည့်ထွက်တယ်ငနတ်လည်းမနေသားတော့ပါအနောက်ကနေအတင်းထိုးလိုက်ရင်ဟေ့ညိုကြီးငါ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 လဲလိုက်မယ်ဟာငနတ်ရဲ့အတန်ကိုကြားမိတဲ့ညိုကြီးတယောက်လှည့်မကြည့်ပဲပြုံးမိပါတယ်အမှန်တော့ငနတ်မလိုက်လို့သူလီဆယ်ပြီးပြောလိုက်တာမဟုတ်လားညိုကြီးကထွားရုပ်စီကိုပြန်ရောက်တော့အမောင်ငနတ်လည်းအနောက်ကနေကုတ်ချောင်းချောင်းနဲ့လိုက်ပါလာတယ်အမဲ ဒီလောက်ကြီးမြင်ကွင်းရှိနေတဲ့ဟာကိုတော့တခါသာခေါင်းလေးငုပ်မျက်နှာကိုလက်ကလေးအုပ်လူကြီးတယောက်ပြီးတယောက်အနောက်ကနေပုံကွယ်ပြီးလိုက်လာတယ်ကိုထွားဒီကောင်မလိုက်ဘူးလို့နေလို့ကိုထွားနဲ့မဲတက်ပြီးချင်းချောက်ခေါ်လာတာဒီလောက်ဟိုဟာရှိတဲ့ကောင်ခင်ဗျာနည်းနည်းလောက်ပညာပေးလိုက်စမ်းပါဗျာဘလို့ပညာပေးရမှာတော့ညူကြီးရနည်းနည်းပေါ့ဗျာဟိုမှာလက်ကြည့်လိုက်အောင်လာနေတဲ့ပုံစံကိုပြောင်းတယ်လို့လို့ချော့တယ်လို့နဲ့မခန့်လေးစားနဲ့ငထွားကြည့်လိုက်တော့ငနဲ့ရဲ့ဟန်ပန်ကိုကြည့်ပြီးရဲကျဲမိသွားတယ်ခေါ်လိုက်ညူကြီးရညူကြီးလဲ ရောရောပေါပေါနဲ့သူတို့ရှိရာရှောင်ကွင်းသွားဖို့စူးစမ်းနေတဲ့ငနက်ကိုလမ်းကြည့်ပြီးငနက်ခမဟာညိုကြီးခေါ်ပုံကမမတင်းတင်းငနက်ပြန်ထူးတန်ကညှောင်းနန်းတာကိုထွားခေါ်နေတယ်လာခဲ့ဒီကိုသူကိုရာကိုရောက်ခံနေဖြစ်နေရင်ဂျားကနေအာရွှေမီလန်းခေါ်ပြီးတဲ့ညိုကြီးကိုငနက်မကျင်မနက်ဖျက်ပြီးပါဇက်ကနေပါစီပါစီလှုပ်လိုက်အနာကိုရအောင်ငနက်လာခဲ့တယ်ငနက်ခမကိုထွားအမေအခုကြတော့ယူကျိုးလို့ပါလားဟာညိုကြီးကငနက်ကိုကြည့်ပြီးခက်တိုးတိုးရေရွတ်တယ် မနက်ကငထွားရှိကိုရောက်နေတာမို့ညကြီးကိုမျက်တောက်နေနဲ့လှမ်းကြည့်ဘလို့ဖြစ်ပြီးသူများတကရည်တဲ့သွားပြီးမြောက်ထုတ်ပင်ကိုလုံနေရရအောင်ကျုပ်အဲ့ဒီကောင်ကိုမကျင်နဲ့လို့ကိုထွားဘလို့လျှောက်ပြန်ပြောဆမ်းမအောင်ဒီလိုလေဒီကောင်ကြောက်ကျုပ်တဲချိန်မပြတ်လန်းခဲ့ရတာပြီးတော့အဲ့ဒီတော့ကဒီကောင်ကဒါကိုက်လိုက်ရင်ကျုပ်ကတေးရအောင်မှာသူ့မင်းကိုမကိုက်ဘူးမဟုတ်လားမကိုက်တော့မကိုက်ဘူးပေါ့မင်းတို့ကဘာမှနင့်နာသွားလို့လဲဘာမှမနင့်တာပါဘူးကိုထွားအဲ့ဒီကောင်တူအီးဘုံပေါ်သူပြန်ကြပြီးအီးပေတာလောက်ပဲရှိရာ ငနက်မဖြေခင်ညိုကြီးကဝင်ပြောလိုက်တယ်။ညိုကြီးခဏနေရောဟုတ်ကိုထွား။ငနက်ဖြေအောင်လေမနင်းနာပါဘူးကိုထွား။ဒါဆိုကို့အတွက်နင်းနာမှုမရှိရင်မလုပ်ရဘူးလေငနက်ရဲ့။တကယ်ဆိုရင်သူ့ဘဝလေးကတနာစရာကောင်းလို့နေတယ်မဟုတ်လား။ငနက်ဘာမှမတုတ်ပြန်ဘူး။ငထွားကဆက်ပြောတယ်။ငနက်သူ့ခင်ဗျာလူမိတ်ဆာကြောင့်သူမနေချင်တဲ့ဘဝကြီးမှာနေထိုင်ရရင်ဘလောက်ထိတောင်ဒုက္ခတွေပူလောင်နေများပြားခဲ့ရမလဲ။ငါတို့နဲ့တွေ့လို့လားသူအခုလိုလွတ်မြောက်ခွင့်ရတာ။သူပြောပြရမဟုတ်လား။ သူဒီတစ်သက်လွန်မြောက်ခွင့်မရှိတော့ဘူးလို့ကိုတွင်းမိထားခဲ့တယ်ဆိုတာလေဟုတ်ကဲ့ကိုထွားလွန်မြောက်ခွင့်ရရှိပြီးသားဖြစ်တဲ့သူ့ဘဝလေးကိုငရေကန်းစီပြန်မပို့ပါနဲ့တော့ကွာသူ့အမေရှိရာစီကိုသူပြန်နိုင်အောင်ပဲကူညီပေးလိုက်ပါဟုတ်ကဲ့ကိုထွားကြုံနားလဲပါပြီဗျာငါထားရဲ့အဆုံးမမှုမှာငါနဲ့နားလေခဲ့ပါပြီ။နောင်တရပြီးစိတ်မကောင်းမှုကိုကျင်းဆောင်မှုလိုပြေဝနေတဲ့မျက်ဝန်းများနဲ့ထိတ်တုံးခွက်ခံရဆဲဖြစ်တဲ့ရွှေအားစီကိုလှမ်းကြည့်မိလိုက်တယ်။ကောင်းလေးငိုင်းဆိုင်ကြလို့ဝမ်းနဲ့အားငယ်နေရှာတဲ့ရွှေအားရဲ့ပုံစံလေးကို တကယ်တနာစရာပါပဲဒီခိုက်မှာအရှိစီကဒီကမိတ်ဆွေမှာအလုံးပဲကြုတ်တခုပြောပြရစီအမူကြီးလှဦးရဲ့အတန်အော်ဟင်းနေကြသူတွေအလုံးမီးကိုရင်နဲ့ညင်းတယ်လို့ထိတ်ခနဲဖြစ်သွားပါတယ်ဒီကမှာတော့ထောင်မူကြီးလှဦးဟာလင်းမောင်တစ်ဖြစ်လဲရွှေအားလေးရဲ့အကြောင်းကိုဇက်ဆောင်ခင်းလို့အလုံးနားချစီယုံတော့တာပေါ့ဒီကနေ့တော့ငထွားတို့တွေကိုကွင်းချောင်းစကန်းစီကိုပြန်ချဖို့ဖြစ်လာပါတယ်အပြန်ခီးမှာတော့သူတို့လေးယောက်နဲ့မဟုတ်ရွှေအားပါပါဝင်လေ စီစဉ်ရတော့ရွှေအားကိုစကန်းစီခေါ်မယ်စကန်းစီကနေတဆင်ထောင်မူကြီးလှဦးနဲ့ငထွားကသူ့ရွာစီကိုပြန်လိုက်ပုံမယ်ဒီတိုင်းဆိုရင်ထောင်မူကြီးလှဦးတယောက်တည်းလိုက်ပုံလို့ရနိုင်ပေမဲ့လူရမေရငထွားကိုအဖို့ခေါ်မယ်စီစဉ်တာပါဒီစီစဉ်တိုင်းပဲဒိုးပေါက်ရွာကိုချပြတော့ရက်ရွာကလူတွေကလည်းရွှေအားလေးအိမ်ပြန်ရောက်စေဖို့ကိုအလှငွေတွေထက်ဝင်ချပြန်ပါသေးရဲ့နောက်ကတော့အပြန်လန်းတစ်ချောင်းမှာရွှေအားပေါ်တနာရင်ဆက်ရှိနေပြီမို့သူတကာထပ်ပိုးပြီးဖေးမနေပြန်လေသေးရဲ့ စကန်းစီကိုနေမွန်းတဲလောက်မှာရောက်ရှိခဲ့ကြတယ်။ရောက်ရောက်ချင်းပဲထမင်းစားတောက်ပြီးငထွားတို့လူစုကိုအနာပေးလေတယ်။ရွှေအားကိုတော့ငထွားတို့စီမှာပဲအတူတကွနေထိုင်စေတယ်။သုံးရက်မြောက်မှာတော့ထောင်မိုးကြီးလှအူဟာစကန်းအတွက်စာရွက်စာတမ်းများအလွှဲပြောင်းကိစ္စတွေကိုအပြည့်ပြည့်လှုပ်ဆောင်လို့ပြီးစီခဲ့ပြီးရွှေအားကိုသူ့နေရက်စီပြန်ပို့ရအတွက်ငထွားနဲ့တူကွန်းချောင်းစကန်းစီကနေထွက်ခွာလာခဲ့ပါတော့တယ်။ဒီမနက်ငနက်နဲ့ညိုကြီးတို့နှစ်ယောက်အစ်စ်တိုးချက်ရလောက်ကလေးကွက်အတွင်းတာဝန်ကြကြတယ် ရဲဘက်အင်အားကအရင်ထက်ပုံပုံများပြားလာတဲ့အတွက်နောက်ထပ်လောက်ကနှစ်ကွက်ကိုတိုးချဲ့ထားတယ်။အရင်ကလောက်ကသုံးကွက်ထိသာရှိတာမို့အခုတိုးချဲ့ရလောက်ကနှစ်ကွက်ကိုလောက်က၄နဲ့၅အဖြစ်တတ်မှတ်ကြတယ်။လောက်က၅ကအတွင်းပကြပြီးလောက်က၄ကအစွန်ဘက်ကိုကြတယ်။ဒါကြောင့်လဲလောက်က၄မှာတာဝန်ကျသူတို့ကမနှက်ဆိုရင်သူတစ်ခါတက်အစောဆုံးထထသွားရပြီးညနေလောက်ကတင်းကျိန်ခါလဲလူတစ်ခါတက်စောလို့တင်းကြရတယ်။ဒီအတွက်ကြောင့်မင်းညားကငနက်တို့ဟာလောက်ကလေးမှာတပတ်ကာလ တာဝန်ကြောင်ကြောင်သိရတာနဲ့ညီးသွားရယုံမိကြပါတော့တယ်ဘဲနဲ့သွားရမယ့်ခီးကလောက်ကအားလုံးထဲမှာဝေးဆုံးပြီးတော့အဲ့ရကလည်းအစောထရလောက်ကထဲရောက်တော့လေလောက်ကအစ်တပ်ပုံမှန်ရိုးရလောက်စင်မဟုတ်တာကြီးလောက်ကြရတယ်အောက်ခြေတော်တွေရှင်းရတယ်နေရာထိုင်ရင်းနေတိဆောက်ရတယ်တောင်ခေကကွင်းချောင်းတီဆင်းပြီးရေထွက်ရှာတယ်ရေခက်ရတယ်ပြီးတော့လောက်ကအတိုင်းဝင်နဲ့တတ်မှတ်ချက်ပြုတ်ရတယ်တနေ့တာလုပ်ငန်းများကအတိအကျမရှိဘူးများပြားတဲ့အလုပ်တာဝန်တွေညှတာတဲ့လုပ်အင်အားနဲ့မရမကလိုက်လောက်ကြရတယ် ဒီကြားရဲတိတ်ထုတ်လောက်ရေးဘက်ကကောင်တွေကတမျိုးလက်ထဲမှာစာရွက်စာတမ်းတွေကိုင်းပြီးမိုးပြောကြိုးပြောတကယ်လောက်ရတဲ့သူတွေကပင်မန်းလို့ပင်မန်းနေကြမှန်းမသိဒင်းကဘာလုံးမှဟုတ်တိပတ်တိမလုပ်ရပဲပါစက်နဲ့လက်ညှိုးကိုတာတုံးရင်ဖိအားပေးနေကြတယ်ဒီအတွက်ကိုငနက်ကညိုကြီးကနှစ်ယောက်စလုံးကမကျင်နဲ့အခွင့်သိရင်တိတ်ထုတ်လောက်ရေးကောင်တွေကိုလက်တုပ်ပြန်မဲလို့တွေးထားလိုက်တယ်မနက်တို့လောက်ွက်လေးကိုဝင်တာတုံးရမြောင်းနေပဲမနက်ခဲကတိတ်ထုတ်လောက်ရေးကောင်တွေကသူတို့ကိုတစ်ခုပြီးတစ်ခု အဆက်မပြတ်စီခိုင်းနေလေခွေးမသားများကခိုင်းခိုင်းနိုင်လုံးနဲ့ကွာတခဏထိုင်နာနေတော့တန်းနှန်းရှင်ဘိုးတော်အဖြစ်နေထောင်ကျလာရသူကိုသိန်းဆိုရဲတယောက်ကပြောတယ်သူပြောကြငနတ်တို့တို့ရဲမိကြတယ်ညိုကြီးကလှမ်းပြောတယ်အေးတန်းနှန်းရှင်ကြီးကြောင့်တီးမခံနိုင်တော့ပဲထဆဲတဲ့အထီဆိုတော့ဒီကောင်တွေအတော်လွန်တာပဲမင်းတို့လည်းငါ့လိုပဲခံစားနေကြရတာမဟုတ်ဘူးလားဟုတ်တယ်လေမင်းတို့ကမစဲချင်ဘူးလားကိုသိန်းတုနာထိုင်နေကြအားလုံးကိုဝေးဝိုက်ကြည့်မိတယ် ဘသူမှမဖြစ်ခင်ငနက်ကဘလို့များမေးတယ်လေဆဲရှင်တာဗောဗျဒါဖြစ်ဆဲလေဆဲမှာမပူနဲ့ဆဲအခုဆဲကြည့်အခုတော့ဆဲလို့ရမလားကိုတိန်ကြီးရသိမရှိမရှိဘူးဗောကွာကိုတိန်စကားကြောင့်ငနက်ရှူရှူတင်းတင်းဖြစ်သွားတယ်ဟေ့လူဘာအတွက်သိမရှိရမှာလဲငနက်ဆိုတာဘာကောင်းလဲခင်ဗျားတို့သိကြတယ်မဟုတ်လားဖင်မဲကြီးလေဟာလူများဝိုင်းထိုင်နေကြတဲ့ကြာကထွက်လာတဲ့အတန်ဘသူပြောလိုက်မှမသိလိုက်ကြအောင်ရဲတဲ့သူကဝေါခင်းနဲ့ရဲကောင်ကြတယ်နောက်မှပြောတဲ့သူကဒေါသထွက်တာတယ်ဒါကြောင့် လက်သီးလက်မောင်းတန်းပြီးဟေ့ဘယ်ခွေးမှသာပြောရလဲကွာဘသူမှမဖြေငါနဲ့ပို့ပြီးဒေါသထွက်သွားရတယ်အတန်ကလည်းပို့လို့ကြေလောင်လာတယ်မင်းနေရာဖြေကြလေငါ့ကိုပင်မဲကြည့်လို့ဘသူပြောရလဲသူပြောမှပို့ဆိုးတာအကုန်လုံးတခွိခွိရဲကောင်ကြတယ်ဒီအချိန်မှာငါနဲ့ဘလို့မှတီးမခံတော့ပဲမအေးကစားလို့နှမတီဟေ့អော်ဆဲတော့တာပါပဲတော်ရတောင်ထဲမှာဆိုတော့မြက်မမြင်အပ်တဲ့စီးတွေရှိတယ်နောက်တယောက်လောက်ကလေးတဲ့ဆဲခဲ့တဲ့အကျိုးကျေးဇူးကြောင့်ညာပိုင်းကျတော့တန်းပြီးခံစားရပါတော့တယ်တိတ်ဆိတ်နေတဲ့ညတကောင်ရဲ့အချင်း တန်လျားရီစီမှာရဲဘတ်တို့အိတ်ဆက်နေကြပြီးပတ်လည်မှာထောင်ဝင်တန်းတို့ကကင်းတာဝင်ကိုမပြတ်တမ်းထမ်းဆောင်နေကြလေဒီအချိန်အင်းရလေးစီကအာတရေအတန်နဲ့ကြီးနေဟော်တဲ့အတန်အတန်ချောက်အိမ်မောချနေရဲ့ရဲဘတ်တွေလည်းလက်နိုးသူနိုးပြီးထပြေးသူပြေးနေရုတ်ရုတ်တက်တက်ဖြစ်ကုန်ကြတယ်ဘာဖြစ်တာလဲဘသူဖြစ်တာလဲတာဝန်ချထောင်ဝင်တန်းတို့ကတန်လျားတဲ့စီပြေးဝင်လာကြပြီးမင်းမြန်တော့အော်တန်ရှင်ကငနက်ငနက်ကသူ့အိမ်ရာစီမှာပြူးချောင်ကြီးဝေးတဲ့မျက်လုံးတွေနဲ့တစ်ခုလုံးတုံရင်ရှိနေလေတယ် ငနက်မင်းပါပြတ်တာလေညိုကြီးကငနက်ကိုလှောက်ခါရရင်မေးလိုက်တယ်ငနက်ကညိုကြီးကိုအာကိုတချီကြည့်လာပြီတရဲညိုကြီးတရဲဟာငါကတရဲမဟုတ်ပါဘူးငနက်ရငါကညိုကြီးပါမဟုတ်ဘူးငါကတရဲငနက်ကကြောက်စိတ်အားလျော်စွာစကားတွေကိုဘလုံးဖွေးပြောနေလေကလုံရင်းကိုမရောက်ဘူးငနက်စိတ်ထင်းဆန်းဘာဖြစ်တာလဲတေချာပြောလေတရဲကွာငါငါကတရဲဟာမဟုတ်သေးပါဘူးငနက်တကယ်ကိုအကြောက်လုံးပြီးကြောင်စီစီဖြစ်နေရေတိုက်လိုက်ပါအောင်တယောက်ကတောက်ရီအပြေသွားခတ်တယ် သူခုနကလေးရံပေါ်ထွက်သွားသေးတယ်တန်လျာလေးမှာကင်းတာဝင်ကြသူဝန်ထမ်းကပြောတယ်ရေရပြီဟေ့ရေသွားကတူပြန်ရောက်လာတော့ယူကြီးတတရဲကွာငါနဲ့တထီရတယ်ပဲဟမ်ဟုတ်တယ်ကွာငါနဲ့တပုံစံနဲ့ငါပေါ်သွားပြီးပြန်လာတော့ဒီကောင်ကငါအိပ်ရတယ်ဝင်အိပ်နေရငါကဘသူလဲပါလဲမင်းပြီးတော့ငါကမင်းပေါ့လို့ပြောတယ်အင်းအတန်ကငါနဲ့တိတ်တူတယ်ဒီကောင်ကအိပ်ရကမထအောင် ငါလည်းတယောက်ယောက်လာနောက်နေတာပဲမနဲ့ကြအစိုးရထားအမှာဆိုတော့စိတ်ကတူပြီးအဲ့ဒီကောင်ကိုအတင်းဆွဲချမိကောငနက်ကမောလျနေရမို့စကားကိုခဏနားတယ်ပြီးတော့မှအဲ့မှာငါဆွဲလိုက်တဲ့တူးချစ်တော်ကြီးကပြက်ပြီးငါလက်ထဲပါလာတယ်ပြီးတော့အဲ့ဒီကောင်ကထလာတယ်ငါမျက်နှာနဲ့သူ့မျက်နှာနဲ့ကတပုံးစံနဲ့ပဲသူကငါ့ကိုရေပြတယ်ပါစက်တွေထဲမှာအဆွဲတွေနဲ့အဲ့ဒီမှာငါလည်းကြောက်ပြီးထအောင်ပြီးတော့တာပဲငနက်ပြောပြတာကိုယုံကြသူရှိသလိုမယုံကြသူလည်းရှိကြတယ် လကားကွာအိမ်မက်မက်တာတရေဘောကြောင်နေတာခုလေးရပော့သွားပြီးပြန်ဝင်လာဆိုတော့တကယ်ဖြစ်ခဲ့တာနေမှာပါဒီလိုပဲတုံးတက်မှုတွေကနှချမ်းကွဲကုန်တယ်ညူကြီးကတော့ငနဲ့အကြောင်းသိနေသူငနဲ့ဆိုတာဘလို့အကြောင်းကြောက်ရတော့မသိသူတို့တဲမှာပရလောကနန်လောကဆိုဒင်းခတာအရင်ဆုံးကြုံဆုံနေကြသူကွင်းချောင်းကိုရောက်ကစားတင်ကြီးတို့လိုလူပလူကြီးတွေကိုစပြီးမြင်တာလဲငနဲ့ပဲတမလွန်ရဲဘတ်သားအောင်တစ်တုံးကလည်းငနဲ့ပဲအဓိကပါဝင်ပတ်သက်သူနောက် အင်းဝမ်းမြို့ဟောင်းကကျောင်းအိုကြီးထဲမှာတော့ကလည်းငနက်ပဲမျက်မြင်ကြုံဆုံခဲ့ရသူပရလောကငန်လောကနဲ့ပတ်သက်တဲ့အဖြစ်အပျက်တိုင်းမှာငနက်ကတနည်းမဟုတ်တနည်းပတ်သက်ပါဝင်နေတယ်အခုလဲဘလို့အကြောင်းစပြန်ပြီးမသိဘူးငနက်တို့မျက်မြင်ကြုံဆုံလာပြန်ပြီဒါကပြဿနာတစ်ခုအတွက်အစာပြိုးခြင်းလားဒါမှမဟုတ်ညီကုန်းတန်နှုတ်ဆက်ခြင်းလားဘလို့ကြောက်ဝဲဖြစ်ဖြစ်အကြောက်လွန်တဲ့ငနက်ကိုကြည်ပြီးညိုကြီးတနာမိနေတာတော့အမှန်ပဲငနက်ဟေးမင်းပြန်အိလို့အဆင်ပြေပါမလား ငါမအိတ်တော်ညူကြီးဟာအရင်ကဆိုအခုလိုဖြစ်တိုင်းငါထွားစီကိုငနက်အာကိုတစီပြေးကတ်တတ်တယ်အခုကြတော့ငနက်စီမှာပြေးကတ်အာကိုစီဟာငါထွားကအနားမှာရှိမနေဘူးနဘေးမှာလူတွေရှိနေတယ်ဆိုပေမဲ့လေသူတို့ကသူတို့ဘာသာအေးရွားဖို့ဒါတွေးပြီးတွေးနေကြမှာမဟုတ်လားမင်းငါစီလားအိမ်လားမအိတ်တော်ပါဘူးကွာငါဒီတိုင်းငေါတုတ်ပဲထိုင်နေလိုက်တော့မယ်မနက်ကျအစောကြီးလုတ်ွက်ထဲသွားရမှာမင်းအဆင်ပြေပါမလားဒီမှာပါကွာအိတ်ချိန်နေနေရသေးတယ်ကွာပြန်အိတ်ချိန်အောင်ငါအိတ်ရမှာကြောက်နေမိတယ်ကွာ မနက်ကယောဂန်တိုင်းပဲပြောပြလာတော့ညူကြီးကကဲကွာဒါဖြင့်မင်းသားမငါလာအိပ်ပေးမယ်ညူကြီးကပြောပြောဆိုဆိုပဲသူ့နေရာစီကအိပ်ယာတွေကိုတွားမှယူလာတယ်။ငနက်ရဲ့အိပ်ယာနဲ့ပေးမှခင်းလိုက်တယ်။ကဲငနက်အိပ်တော့ညူကြီးကပြောပြီးသူ့အိပ်ယာကိုသူ့အရင်အိပ်လိုက်တယ်။နောက်လဲဘာမှမပြောတော့ပဲသူ့နေရာသူပြန်အိပ်တယ်။ငါရှိတယ်ငနက်စိတ်ချတာအိပ်ကွာ။အင်းညူကြီးကြောင့်ငနက်တယောက်မချခင်မှာပဲပြန်လဲအိပ်ပြောသွားတော့တယ်။မနက်ကျတော့လုတ်ကွက်ထဲမှာ ရဲဘက်တွေကအလုံးလုံးရင်ငနေရဲ့အဖြစ်ကိုတခုတ်တရပြောဆိုကြတယ်။အဲ့ဒီကောင်လောက်ကထွဲမှာမိုးမွန်နေအောင်ဆဲသွားတာလေ။ဒါကြောင့်နယ်ပိုင်ကလာ၆တန်းနေမှာ။တော်သေးတာပေါ့အသေးတက်မသွားတာပဲကန့်ကောင်။တန်းန်းရှင်ကိုသိန်းကပြောတယ်။ကိုသိန်းလိုပဲခြားသူတွေကလည်းချင်းချင်းမျိုးမျိုးပေးကြတယ်။နောက်တော့ရောက်တဲ့ရရပြောကြရင်အလုတ်သေးကိုစိတ်ရောက်သွားကြတဲ့အတွက်ငနေတို့ကိစ္စကိုမေ့လျှော့ကောင်ကြတယ်။စုံကံဝင်ချိန်လောက်ရောက်တော့ကောင်းဝင်စီမှာတိမ်သားတချို့တက်လာတာကိုတတိထားမိလိုက်ကြတယ်။ဥဒုကာလာကနှွေးခေါင်ခေါင် လူတွေကတစ္ဆာတရားတွေပြက်ပြားလာတော့ဥဒ္ဓရာတွေကလည်းအချိန်မဟုတ်ခါမဟုတ်ဖောက်ပြားလေပြီတဏ္ဍရှင်ကိုတိုင်ရပြောတယ်မိုးသားတွေကတော်ရုံမဟုတ်ပဲရွာချတော့မလို့လိတ်တက်လာတော့ရဲဘတ်တွေအလုရဆလုတ်ကိုရက်တန်းပြီးပစ္စည်းတွေတိုင်ရဆဲကမိုးခုဖို့အတွက်ပြင်ဆင်ကြတယ်နားခုဖို့အတွက်တိုင်စီထားတာဆိုတော့လင်းဖြစ်နေကြတယ်လို့မရှိဘူးအာလုံးတော်တော်လတ်လတ်နဲ့ပဲတိုင်စီကြတယ်စုရက်နဲ့နီးသူကစုရက်စီမှာပဲမိုးခုဖို့ပြင်ဆင်ကြတယ်လောက်ကွက်နဲ့ တခြားတနေရာမှာရောက်နေသူကလည်းသူတို့နဲ့နှီးဆက်ရမိုးခိုဖို့အဆင်ပြေမဲ့နေရာကိုရှာဖွေလို့အစုလိုက်မိုးခိုကြရငနတ်တို့ကတော့ညာတော့ကဖြစ်ပြတ်ကြောက်ထောင်မူဦးကျော်စံကဒီနေ့မှာစုရက်နဲ့နှီးတဲ့နေရာမှာပဲတက်တောက်တက်တာစေခိုင်းဖို့အမှားရှိလိုက်တာမို့အလုလုရာမှာလည်းစုရက်အနာမှာဖြစ်တယ်လို့မိုးခိုတော့လည်းစုရက်စီမှာပဲမိုးခိုဖြစ်တယ်အကုန်လုံးမိုးခိုဖို့နေရာစီရောက်လာပြီးတိတ်မကြဘူးမိုးတို့ကထစ်ချုံးလို့တဲတဲမဲမဲရွာချလာခဲ့ပါပြီအပိုင်းနှစ်ဆက်ရံဖြစ်ပါရခင်ဗျာ နောက်နေ့မှာအပိုင်းနှစ်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ